မေရိကကက်စတီလော်ဒါကိုဝယ်တာလေဘသူကဒီပစ္စည်းကိုစာလာအဲ့အစုပ်ရဲ့လိုချင်မှာတော့အဲ့တော့ငါးစီကိုဓာတ်ပုံရိုက်ပြီးတော့ကွန်ပလိန့်တက်တာပေါ့ကစတမာကတဘာဝမီးအန်ဒီရေစာချုပ်ချုပ်တဲ့နေရာမှာပါတယ်ဒါရုပ်ပေးဖို့ဟို မပြောဘူးလို့ပါတယ်ဘာညာပြောပေမဲ့ကားမီးလောင်တာကတဘာဝဘေးအန္တရာယ်မဟုတ်ဘူးเนาะကားမီးလောင်တာလူပေါ်စားတာအားလုံးပဲမင်္ဂလာပါတငငချင်းတို့ကျွန်တော်ကတော့ဆိုင်းကြီးပါဗျဒီကနေ့တငငချင်းတို့ကျွန်တော်တင်ဆက်ပေးမယ့်ဗီဒီယိုလေးကတော့ပစ္စည်းသေးယူပို့ဆောင်ရေးဝန်ဆောင်မှုဖြစ်တဲ့ဒီ Ryan Expert ကပေါ့เนาะသူတို့တောင်းဝန်မကျေတဲ့အကြောင်းကို Ryan Expert နဲ့ပစ္စည်းပို့လာတဲ့သူတွေကသူတို့ကပြောပြထားတာဗျ ် dry expand နဲ့ပျက်စီးပိုးတဲ့အခါပျောက်သွားတာတို့ဒီဆုံးရှုံးသွားတာတို့ပျက်စီးသွားတာတို့ဆိုရင်သူတို့ကတောင်းဝင်မယူဘူးပေါ့နော်ဒီတောင်းဝင်ယူမှုမရှိတဲ့ Ryan expand ကိုပေါ့နော်သူတို့လိုမျိုးခံရမှာဆိုလို့ဒီကအမတွေက Ryan expand ရဲ့အကြောင်းကိုအပြည့်အစုံလေးပြောပြထားတယ်ဗျကဲငွေချင်းတို့လည်းဘ ഹു သူရာရတဲ့အနေနဲ့ဒီဗီဒီယိုလေးကိုဆောင်းအောင်လိုက်ကြည့်ဖို့ကျွန်တော်ကဖိတ်ခေါ်ချင်ပါတယ်ဗျကဲကျွန်တော်ဒီဗီဒီယိုလေးကိုအတူတူကြည့်ကြည့်လိုက်ကြရအောင်ဗျာနော်အဲ့တော့အမကိုနာမေးရဲ့ဘာဖြစ်တာလဲ Ryan expand နဲ့ဘာဖြစ်တာလဲဆိုတော့ ဒီတိုနာအပြာကိုအမရန်ကုန်မှာ install ရှိလို့ရောင်းလိုက်တယ်။ဒါကိုအမတို့က bubble wrap နဲ့ပတ်ပေးတယ်။ဟိုဟိုကပူပေါင်းလေးတွေနဲ့အမဟိုက clear bubble wrap နဲ့ပတ်ပြီးတော့ပေးလိုက်တယ်။အဲ့ဒါကိုသူတို့ကသူတို့ရဲ့အာ Ryan Express box ထဲကိုသူကပြန်ပြီးတော့ထည့်တယ်။ double double packaging ပေါ့နော်။ပြန်ထည့်။ဟုတ်ပြီထည့်လာအောင်လက်ခံတယ်။အဲ့တော့ဘူးကလည်းထောင်နေလို့တဲ့ဒီဘူးကလုံနေမှာစိုးလို့ပဲ။ Okay အဲ့တော့တောက်နေမှာဆိုရင်မဆိုးနဲ့တော့တွေ့ရပါပဲနော် Ryan နဲ့။ တရင်းစာဆက်ကူလို့ဟာမျိုးဒီလိုမျိုးမလောက်အောင်လို့ညင်အောင်လို့ကွက်တိပြအောင်လို့ညက်ပြီးတော့ခံပြီးတော့ပို့လို့မရဘူးလားအမပြောတာအေးအဲ့ဒါတရင်းစာဆက်ကူလောက်ကိုမခံမဲနဲ့ဂျာနယ်တို့တရင်းစာတို့ဆက်ကူလောက်ကိုပတ်ပတ်လည်းမခံမဲနဲ့ငါချောက်တော့ငပိတော့ထဲတဲ့ဆာလာအိတ်အစောက်အပြက်အပက်အပြက်အရွဲနဲ့အဲ့ဒီဆာလာအိတ်တအိတ်လုံးကြီးကိုဒါနဲ့ထည့်ပြီးတော့ပတ်ပြီးတော့ပို့လိုက်ဟုတ်မရိုင်းတာနော်နတ်စော်ကောင်ပါဗောကက်စတီလော်တော်ဝယ်တာလေ ဘသူကဒီပစ္စည်းကိုစာလာအဲ့အဆုံးပြလိုချင်မှာတော့အဲ့တော့ငါစီကိုဓာတ်ပုံရိုက်ပြီးတော့ complaint တက်တာပေါ့ customer ကဟာဒီမှာကြည့်ပါဦးသမီးဆိုးရှီကလာတဲ့ပစ္စည်းကစာလာအဲ့နဲ့ထည့်ပေးလိုက်တယ်ဆိုတော့ငါသွေးတွေတက်ပေါ့အမလီဖျားဖျားဆိုငါရုံးကိုပြန်ပြီးတော့ရုံးကသမီးတို့အလုံးမလုပ်ပါဘူးတဲ့သမီးတို့ကလည်း barber rat နဲ့ပဲဖုတ်ပြီးပို့ပေးတာပါတဲ့အဲ့တော့ Ryan Express ကို complaint တက်မယ်လို့ပြောလိုက်တော့တပြတလဲလာကြတယ်အမရေဘာဖြစ်တာလဲပြောပါအောင်ဘာညာဆိုတော့ဒါပေမဲ့ဒါက plastic ဘူးဖြစ်တဲ့အတွက်ကြောင့်ပွဲတာပြဲတာတော့မရှိဘူး နော်အဲ့ဒီမဲ့ပွဲတော်ကြတာမရှိပေမဲ့လည်း double package ချင်းမှာအမရဲ့တော်နာကိုအမရဲ့တော်နာကို try expect ကတော့နော်မာဆိုးနဲ့မှာသွားညီးရတယ်လို့ခွာနော်ငါချောက်ထဲတဲ့စာလိုက်အစုံနဲ့ပတ်ပြီးထည့်ပေးတယ်အဲ့ဒါဖြစ်တယ်လားဒါ package ဌာနက manager တွေကအောက်က training အောက်ကလူတွေကို training ကောင်းကောင်းပေးတာမယ်ဘယ်လိုပစ္စည်းကိုဘယ်လိုအဲတော်တော်များသွားပြီနော်ပွဲထဲရှာတတ်တဲ့ပစ္စည်းကိုဘယ်လို packaging နဲ့သွားမယ် မပွဲရောချတဲ့ပစ္စည်းကိုဘလို့ packaging နဲ့သွားမယ်အဝတ်ထည်ကိုဘလို့သွားမယ်အုတ်ထုတ်ကိုဘလို့သွားမယ်လက်ဝတ်ရတနာကိုဘလို့သွားမယ်ဒါတွေကသူ့ရဲ့ product နဲ့မူတည်ပြီးတော့ packaging department က training ပေးလာရမှာလေအမှတ်တော့ဟုတ်လားအမလေး9000လာတယ်ဟုတ်တယ်နော်ဟုတ်တယ်နော် customer service နဲ့ management ကိုအဲ့တော့ပြောထားလိုက်တယ်နော်နောက်တစ်ခါ၃ချိန်ရှိပြီ Ryan Express နဲ့တမီးဆိုးနဲ့ပြဿနာတက်တာ၃ချိန်ရှိပြီ၃ချိန်လုံးလုံးအမအစီအပြောင်ညှိနှိုင်းပြီး၃ချိန်တော့နော်မနေတော့ က်တစ်ချိန်ဖြတ်ပြီး complaint တက်ရင်အမတခါရဲ့တရားဝင် announce တော့လာပြီး Ryan Express ကတမီဆိုနဲ့လုံးဝဆက်ပြီးတော့စီးပွားရေးဘာမှမလုပ်ဘူးလို့ပြောပြီးဘာကြောင့်မလို့အခုတော့တောင်းပန်သွားတယ်မလုပ်ပေးရမလဲလို့ပြောတယ် where to go ဖုန်းဆက်ပြီးတောင်းပန်မှာအဲ့ဒီ delivery route ကို refund ပြန်ပေးပါလို့အမပြောလိုက်တယ်ဟုတ်ပြီနော်အကယ်လို့ပစ္စည်းချိုးပဲ့တာချေတာပျက်စီးတာဖြစ်ရင်အဲ့ဒီတံပိုးတိုင်းကိုကျော်အောင်အခုကတော့မလျော်ရဘူး။ဘာလို့လဲဆိုတော့ plastic ဘူးဖြစ်တဲ့ဒါပဲလေနော်။ packaging ကမကွဲဘူး။ တခုရဲ့ဆာလာအိတ်အဆုံနဲ့ထက်ပြီးလာလို့စိတ်ဆိုးတယ်။တမီးဆိုးရဲ့ဂုံတိတ်ခါနာမည်ထိခိုက်တယ်။အမရောင်းနေတာငပိကချောက်ရောင်းနေတာမဟုတ်ဘူး။အမရောင်းနေတာအမေရိကကစကင်ကဲကိုရောင်းနေတာ။ကနော်ခါပစ္စည်းတန်ဖို့အများကြီးပါသွားတဲ့အမတယောက်ကလည်း Ryan Expect ကတောင်းဝင်မယူတဲ့အကြောင်းတွေကိုတည်တည်ချာချာလေးပြောပြထားတယ်ဗျ။ကဲအမပြောတာလဲကျွန်တော်တစ်ချက်လောက်နားထောင်ကြည့်ကြည့်လိုက်ကြရအောင်ဗျာနော်။စနေနေ့ကအနေနဲ့လမ်းမှာကားမီလောင်သွားလာထားရဲ့ပစ္စည်းပါသွားတယ်မီလောင်လေးတွေမှာပါသွားတယ်ဆိုပြီးတော့မှ Van ကနေပြီးတော့မှထိုင်ဖုန်းဆက်လာတယ်။ အမြင်လားမှမီးလောင်သွားတာမျက်မှန်တလားထုံးကမီးလောင်သွားတာထိုက်ပို့တာမျက်မှန်တလားထုံးနဲ့ပို့တာမဟုတ်ဘူးထိုက်က Ryan နဲ့ပို့တာနော်ဒါပေမဲ့ Ryan ကနေပြီးတော့မှသူကမျက်မှန်တလားထုံးနဲ့ရှိတ်ထားတယ်သူတို့မျက်မှန်တလားထုံးနဲ့ရှိတ်ထားတယ်ဆိုတော့ထိုက်မသိဘူးနော်အဲ့တော့အခုကထိုက်ရဲ့ VIP ID new VIP ID ရဲ့ပစ္စည်းဖြစ်တယ်ပေါ့နော် VIP ID ဆိုတာကြတော့ဒါ6သိန်းပိုးပြည့်အောင်ဝယ်ထားတဲ့ပစ္စည်းဖြစ်တယ်ပေါ့နော်အဲ့တော့ထိုက်ရဲ့မနေဘူးနော်6သိန်းပိုးဆိုတော့ဘယ်ကောက်ကအမပေါ့နော်ဘယ်ကောက်ကအမကမာလာတယ်အဲမာလာတဲ့အခါမှာတော့ဟိုက20ရာခိုင်နှုန်းပြည့်အောင်လို့6သိန်းပြည့်အောင်ယူမယ်ဆိုပြီးတော့မာလာတယ်ထိုက်ကဘန်ကောက်ကိုပို့တယ်ဆိုလို့ရှင်တာရှိလေးကနေတစင်းပြန်ပို့တယ်တာထိုက်ကဒီကနေပြီးတော့တာရှိလေးကိုအရင်ပို့တယ်အဲ့ဆိုလို့ရှင်ထိုက်က Ryan နဲ့ပို့ပြီးရယ်ပေါ့နော် Ryan နဲ့ပို့ပြီးတယ်ထိုက်ရဲ့ထုံးစံအတိုင်း၃ခုနဲ့ ဲ့အထက်တုံးဘူးနဲ့အထက်ပေါ့အမဆက်တဘူးရှိတာဖြစ်တဲ့အတွက်ကြောင့်လို့ထိုက်ကဒီကနေပြီးတော့မှတာရှိလေးကြီးပို့ခါကိုပေါ့နော်ထိုက်ဘက်ကနေပြီးတော့မှရှင်းပြီးတော့မှထိုက်ကပို့ပေးတာဒါတုံးဘူးနဲ့အထက်ဆိုလို့ရှင်ထိုက်ကအဲ့လိုပို့ပေးရအောင်နော်အဲ့တော့တာရှိလေးကနေပြီးတော့ခုဘက်ကဘူးကောင်အမဘက်ကရှင်းပေးရတာဖြစ်တယ်အဲ့တော့ over series ဆိုလို့ရှိရင်ငွေကြိုလွဲရတာဖြစ်တဲ့အတွက်ကြောင့်မလို့အမကလည်းထိုက်ကိုရုံရုံကြည်ကြည်နဲ့ငွေကြိုလွဲပြီးသားဖြစ်တယ်ပေါ့နော်။ဒါကြောင့်မလို့ Ryan နဲ့ထိုက်နေရတော့စကားပြောနေတော့မှရှိသေးတယ်ပေါ့နော်။ Ryan ကဘလို့ဖြည့်ရှင်းပေးမလဲဘလို့ပြန်လုပ်ပေးမလဲဆိုတာမပြောဘူး။ဖုန်းဆက်လာတယ်ဖုန်းဆက်လာတော့ဟုတ်ပြီဒါဆိုဘလို့ပြန်လုပ်ပေးမလဲသူတို့ဆွေးနွေးတိုင်ပင်နေတယ်ပေါ့နော်။ ပြင်စရာထိုက်ပစ္စည်းခုလေးလည်းမဟုတ်ဘူးပေါ့နော်ထိုက်ပစ္စည်းခုလေးလည်းမဟုတ်ဘူးသူတို့တိုင်မင်းနဲ့ပြီးမှအကြောင်းပြန်ပေးမယ်လို့ပြောတယ်။ Ryan နဲ့ထိုက်နေကဘယ်လိုရှင်းရမလဲဆိုတာဒါထိုက်တက်တက်ရှင်းရမှာပေါ့နော်အဲ့ကိစ္စဖြစ်တယ်ဒါပေမဲ့ထိုက်ရဲ့ customer ထိုက်ရဲ့ customer လို့ထိုက်ကအတိအဝါတောင်းနေယူရယ်။ဘာဖြစ်လို့လဲဆိုတော့ထိုက်ကိုယုံကြည်ပြီးမှပြီးတာဖြစ်တဲ့အတွက်ကြောင့်မလို့ပြီးတော့အမကဒီနေရာနဲ့ဟုတ်တယ်လေနော်ပို့ပါလို့အမကပြောတာထိုက်ကိုပြောတာမရှိဘူး။ထိုက်ဖို့နေကြတိုင်းပဲထိုက်အစ်စ်ပြေရဲ့ပိုးနေကြနေရနေပဲထိုက်ပို့တာဖြစ်တဲ့အတွက်ကြောင့်လို့ထိုက်ကအတိလုံးဝအတိတောင်ကြီးပဲနော်။ဘာရန်နဲ့ထိုက်နဲ့စကားပြောနေတယ်မပြီးသေးဘူး။ဒါပေမဲ့အမကိုထိုက်ကသူတို့ဘက်ကနေပြီးတော့မှအမဖြစ်စီမီးလောင်သွားပြီလို့ဖုန်းဆက်လာပြီး ပြီးချင်းကိုပေါ့နော်ထိုက်မနေ့နေ့တွေအားမထိုက်တိမနေ့ညနေလောက်အားမထိုက်တိရတယ်ပေါ့နှစ်နာရီကျော်မှထိုက်တိရတယ်နော်နှစ်နာရီကျော်မှတိရတယ်ထိုက်ချက်ချင်းထိုက်ရဲ့ new VIP VIP အမောက်ထိုက်ဆက်တယ်မမိလောင်နေတယ်မှာတော့ပါသွားပြီမိလောင်နေတယ်မှာမဖြစ်စီရပါသွားပြီဒါပေမဲ့ထိုက်ကမောက်ပြန်ပို့ပြီမှာဒါပေမဲ့ရက်ကတော့ပုံမှန်ဆို၁၄ရက်တွင်ရောက်တာဟုတ်အခု၁၄ရက်တွင်မှမရောက်နိုင်တော့ထိုက်ကအခုမှပြန်ပြီးပြန်ပို့ရမှာဖြစ်တဲ့တောင်းယူမှုရှိတယ်နော်ကြာသွားနိုင်တာဖြစ်တဲ့အတွက်ကြောင့်မလို့ထိုက်ကဒီလိုမျိုးမောက်ပြန်ပြောလိုက်တယ် ထိုက်ရဲ့ customer ထိုက်ကအတိတောင်းဝင်ယူရယ်နော်ကျန်တဲ့ကိစ္စကိုထိုက်ပါလားထိုက်ဒီဘက်မှာရှင်းပါသူတို့ဘယ်လိုရှင်းပေးမလဲဆိုထိုက်မသိသေးဘူးနော်အဲသူတို့ကဒါမီးလောင်သွားတာပေါ့နော်တဘာဝတဘာဝမီးအန်တွေရေစာချုပ်ချုပ်တဲ့နေရာမှာပါတယ်ဒါရုပ်ပေးဖို့ဟိုညောပေးဘူးလို့ပါတယ်ဘာညာပြောပေးမယ်ကားမီးလောင်တာကတဘာဝဘီအန်တွေမဟုတ်ဘူးနော်ကားမီးလောင်တာလူပေါ်စားတာပြီးတော့မှထိုက်တို့ပို့တာကထိုက်တို့ထိုက်ပို့တာမျက်မှန်တလားမနဲ့ထိုက်ပို့တာမဟုတ်ဘူးလားရဲ့ expert နဲ့ထိုက်ပို့တာမျက်မှန်တလားထုံးပို့တာသူတို့ကိစ္စသူတို့ကိစ္စအဲ့ဒါသူတို့ကရှင်းပေးရမှာ ဒါဒါဘာဒါထိုင်းနဲ့ရိုင်ယန်နဲ့ရှင်းရမှာတပိုင်းပေါ့နော်ဒါပေမဲ့ထိုင်းရဲ့ကစတမောင်ထိုင်းကအပြည့်ပြန်ပို့ပေးမှာဒီမှာထိုင်းပြင်ဆင်ထားပြီးပြီပေါ့နော်ထိုင်းပြမယ်စုစုပေါင်းတိုတယ်ဆက်တဘူးညနာတက်ဆက်ပြ2ဘူးတိုနာ2ဘူးလက်ဆက်2ဘူးမတ်တဘူးဆန်ခရင်2ဘူးနော်လူရီတဘူးနဲ့မိကက်ကြီးပေါ့နော်ဖောင်ဒေးရှင်းတဘူးပေါ့နော်ဒီမှာထိုင်းအခုပြန်ပို့ပေးဖို့ဒီနေ့ပြန်ပို့ပေးဖို့ထိုင်းပြင်ဆင်ထားပြီးပြီပေါ့နော် အဲ့တော့ Ryan ကဘလို့ဖြည့်ရှင်းပေးမလဲဆိုတာလေထိုက်သူတို့ဖြည့်ရှင်းပေးတာလေကိုဖြည့်ရှင်းပေးလာခဲ့လို့ရှင်ဘလို့ဖြည့်ရှင်းပေးရဆိုတဲ့အကြောင်းထိုက်အပြောပြပေးမယ်နော်ဒါပေမဲ့ထိုက်ကိုယုံကြည်ပြီးမှားယူတဲ့ customer တွေထိုက်ကိုလုံးဝစိတ်မပြည့်စေရဘူးဆိုတဲ့အကြောင်းလေးကိုထိုက်ကလာပြောပြတာဖြစ်တယ်ဒါဆိုလို့ရှင်ဒါကကောင်းတယ်နော်အဲ့လိုတောင်းဝေယူမှုရှိတာတော်တော်ကောင်းတယ်နော်20ရာခိုင်နှုန်းနှုတ်ထားခါကြတာဒါ9သိန်းနီးနီးပေါ့နော်ဒါပို့ခန့်နေဆိုလို့ရှင်9သိန်းနဲ့6တောင်အမှားထိုက်စုဝေထားတာဒါပေမဲ့ထိုက်ကိုယုံကြည်ပြီးဝေထားတာဖြစ်တဲ့အတွက်ကြောင့်မလို့လုံးဝစိတ်မပြည့်စေရထိုက်ကအပြေးတာအကုန်ပြပို့ပေးမှာ Ryan နဲ့ထိုက်နဲ့ရှင်းနေအချင်းနာရီတော့ဘလို့ဖြစ်သွားတယ်ဆိုတာသူတို့ထိုက်ကိုဘလို့ရှင်းပေးရဆိုတာနောက်သူတို့ရှင်းပေးပြီးလို့ချက်ထားဗီဒီယိုလေးတင်ပြီးတော့မှပြန်ပြီးတော့မှ ပြောပြပေးမယ်ပေါ့နော်အစားဆုံးချစ်ရှုပေးတာကျေးဇူးအများကြီးတင်ပါတယ်ရှင်ဒီ next video တကြားဒီနေ့မှာတော့ကျွန်တော်ဒီတိတ်မကောင်းဘူးဒါပေမဲ့ကျွန်တော်အကြောင်းအရာတစ်ခုကျွန်တော်ညီမဖြစ်သွားတယ်အကြောင်းအရာတစ်ခုကျွန်တော်ပြပြပါဦးမယ်နော်ဆိုတော့ဘာလဲဆိုတော့ဘောနော်ဆိုတော့ right expect ရဲ့သူတို့ကာမီနောင်လာလားမသိကြိုက်တော့ဘူးအဲအဲ့ဒါကျွန်တော်မသိကျွန်တော်သူတို့ပို့တာကတော့ကျွန်တော်ကိုယ်အနေနဲ့ကလေးကတော့ကျွန်တော်ဂျာစီကိုပို့တာပေးတယ်ဒါပေမဲ့ကားကတော့၁၂ရက်နေ့မှာမီလောင်ဘောနော်၁၈ရက်နေ့ဒီနေ့မှာသူတို့ကကျွန်တော်စာလပို့တယ်ဘောနော်ဆိုတော့ပစ္စည်းလေးကဘယ်လိုဖြစ်တယ်ဘောနော်မနက် ကျွန်တော်ဖုန်းခေါ်ခဲ့ပြီးတော့ဒါလေးပို့ခဲ့ပါကျွန်တော်တို့ဘာပြန်ပြောပြောမှမသိဘူးတော့အဓိကအကြောင်းအရာကျွန်တော်ပြောချင်တာကဗျာတို့ရဲ့ဒီဘယ်ပြောမလဲဒီပုံပြောပုံရာတော့ဒါတာဝန်ယူပေးနိုင်တာဝန်ယူပေးရမရနိုင်ကြောင်းလူချင်းမင်းတို့အနေနဲ့သိရှိသိရှိပြီးဖြစ်ပါတယ်ဆိုတော့ကျွန်တော်တက်လည်းဘာမှတော့ထူထူတော့လုပ်လို့မရဘူးဗောနော် တောင်းယူတောင်းတောင်းယူမပေးနိုင်ဘောเนาะပုံမှန်ဆိုဗျာကျွန်တော်ပုံမှန်ကစကားရကျွန်တော်အလောက်ကြီးစစုပ်ရှင်တော့မပြောချင်ဘူးဗျာတော့ပုံမှန်အတိုင်းပဲနေရဲအဲ့တော့တို့ကလည်းတို့ဒီတိုင်းပဲလုပ်တော့လဲတို့တဘောတိုင်းပဲဘောเนาะဒါပေမဲ့အာနာကကျွန်တော်ကလိုင်းရင်းကြီးကျွန်တော်အရင်အာနာရယ်ဘောเนาะဆိုတော့အော်မာရတဲ့ကိုကလည်းဒီဟောရာမာရတာဆိုတော့မိုင်းနာလားမိုင်းရှူမိုင်းရှူလားလားမသိပါလားမိုင်းနာလားမသိဘူး sorry အဲ့ဘောက်မာရတာဘောเนาะခွာဂိတ်ချိန်နေပို့ရဆိုတော့ໃຈတော့တော့မရောက်အောင်မှန်တယ်မြောက်ໃຈတော့ရိုင်းမိုင်းတော့ပို့အောင် အဲအဲ့ဒါပါပဲလမ်းပါဖြစ်သွားတယ်ဗောနော်ဆိုတော့ client အနေနဲ့တော့ကျွန်တော်ဖုန်းဆက်ပြီးပါတယ်ဗောနော်ခုနကတို့ကျွန်တော်တို့ဖြစ်သွားတယ်ဟိုကျွန်တော်ဘက်ကဖြစ်တယ်ဆိုရင်ဒါမှကျွန်တော်ဘက်ကပြန်လုပ်ပြီးလို့ရအခုလိုမျိုးအနေထားမှာကြတော့ဘယ်မှာမီးတော့ပစ္စည်းကပျောက်ထွက်တော့ဖြစ်သွားတော့ကျွန်တော်လည်းဘာမှမလုပ်ပြီးနိုင်ဘူးဒါပေမဲ့လည်း client အနေနဲ့တော့ကျွန်တော်ဂျာဒီတို့ထုတ်တဲ့ငွေအမောင်းကတော့3သိန်းနီးပါးတော့ရှိတယ်ဗောနော်ဒါပေမဲ့3သိန်းလောက်ကျွန်တော်ဘက်ကနေပြီးတော့စိုက်ပြီးတော့ကျွန်တော်ပြန်ထုတ်ပြီးလိုက်တယ်ဗောနော် တော့ client တွေလည်းကျွန်တော်တောင်းပန်လိုက်ရပါတော့ trade through လည်းဘာမှမပြောရင်ဖြစ်သွားတဲ့ဟာတွေဆိုလည်းကျွန်တော်အမြဲတမ်းပို့နေရပါဗျာမန်တမ်းပြောရင်ကျွန်တော်ပစ္စည်းတွေအခုတော်တော်များများကျွန်တော်သူတို့နဲ့ပို့တာပါဘာမှကိစ္စတော့မရှိပစ္စည်းပြောက်တာမရှိဘူးဘာမှမရှိဘူးအဆင်ပြေတယ်ဗောနော်အခုတစ်ခါကကြာတော့သူတို့လည်းအပြစ်မပြောဘူးဗောနော်ဒါကလည်းတဘာဝပြီးအနေရတွေကတခုပဲဆိုတော့လည်းဘာမလဲ client ရောတော့ကျွန်တော်အားနာရပါဗောနော်သူတို့လည်းကြာစီရိုးဗျာ တလားတော့ဆောက်လိုက်ရအောင်နော်ဝိတ်တာက27ဒီမှာပို့တာကိုပဲ9ရက်9လောင်းနေကြရပို့တာအောင်ပါ session ရနေမှာကျွန်တော်ပစ္စည်းကမီလောက်ဝါယူပြီးဖုံးဆက်ခဲ့တယ်ပေါ့နော်ဆိုတော့တော်တော်ကြာတာပဲနော်ဟိုနာမဲ့ကြာစီကိုကျွန်တော်အမြန်ပြတ်ထုတ်ပေးလိုက်ပေါ့နော်ဒီဒဘက်လောင်းလည်းကျွန်တော်ပြတ်ထုတ်ပေးလိုက်ပါတယ်ဆောက်တန်းလေးအဲ့ဒါလေးအကိစ္စလေးကျွန်တော်ပြောချင်လို့ပါကျွန်တော်တိတ်နေမကောင်းကျွန်တော်အဲ့ဒါကြောင့်ကျွန်တော် EC လေးကျွန်တော်နားနေတယ်ဘာလို့လဲပါတော့ပြောရပါလေကြာကဲပေါ့ ကဲဒါကတော့ Ryan Expect ကပေါ့နော်တာဝန်ယူမှုနည်းတဲ့အကြောင်းပေါ့နော်တာဝန်ယူမှုမရှိတဲ့အကြောင်းကိုသူကပြောပြသွားတာဗျကျွန်တော်တကယ်ချင်းများအလုံးဗီဒီယိုလေးရောတလောက်ပဲဗျာနော်ဒီကနေ့ဒီဗီဒီယိုထဲမှာတွေ့ရတာတော့ဒါ Ryan Expect ကပေါ်စားမှုတွေသူရဲ့တာဝန်ယူမှုနည်းတဲ့အကြောင်းတွေကိုသူနဲ့လက်တွဲလုပ်တဲ့သူတွေကပေါ့နော်ဒါပြောပြသွားတာဖြစ်တယ်ဗျာနော်ကဲတကယ်ချင်းတို့မှလည်းဒီလိုမျိုး Ryan နဲ့တွေ့ကြုံရတဲ့ဒီစိတ်အနှောက်အယှက်ဖြစ်စရာနော်တာဝန်ယူပေါ်စားတဲ့အကြောင်းတွေရှိရင်လည်းအောက်မှာကျွန်တော်ကိုမန့်လေးရေးပေးခဲ့အောင်ဗျာ ကဲဒီနေ့ဗီဒီယိုလေးကတော့ဒီလောက်ပဲဗျာနော်နောက်ထပ်ဗီဒီယိုမှာကျွန်တော်ပြန်လည်ဆုံတွေ့ကြမှာဗျာနော်